အားလုံးပဲမင်္ဂလာပါရှင်။ Listener Seven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝိတ္ထုတို့များတွင်မှစာရေးဆရာကြီးမင်းနီရေးသားခဲ့တဲ့ထိုပီတီလို့အမည်ရတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်။ရခင်ကကျမ်းမာရေးမှုဘဝဖြစ်ကျင်လည်ခဲ့ရတဲ့ ကျေးလက်ကျမ်းမာရေးဌာနရှိရာရွာသို့ကျွန်တော်ရောက်သွားပါတယ်။လက်ရှိကျမ်းမာရေးမှုက ထိုဌာနတွင် သူရှိနေစဉ်လာပြစ်အောင်လာပါလို့ဖိတ်လွန်းသဖြင့်တကူးတကရောက်သွားခြင်းလည်းဖြစ်တယ်။ထိုဌာနရှိကျမ်းမာရေးမှုနဲ့ဌာနအဆောင်တို့ကလွဲပြီးအမျိုးသမီးကျမ်းမာရေးဆရာမတားဖွားဆရာမနဲ့ကြောက်ထိုးဆရာတို့အားလုံးမှာမကြမီကပြောင်းရွှေ့ရောက်ရှိလာကြသူများသာဖြစ်ကြတယ်။ကျမ်းမာရေးမှုက ျွန်တော်နဲ့သူတို့အားလုံးကိုမိတ်ဆက်ပေးတယ်။ဆရာမများအားလုံးဟာတယောက်မျက်နာတယောက်အပြန်အလှန်ကြည့်ကြရင်အံ့အားသင့်သလိုဝမ်းသာသလိုအမူအရာများအချင်းချင်းပေါ်ပြသလိုပြုကြရာကအတန်များထွက်အောင်ပြုံးလိုက်ကြပြန်ပါတယ်။ကျွန်တော်လည်းရော၍ပြုံးလိုက်ရပါတယ်။ကျမ်းမာရေးမှုကသူ့အိမ်သွားရအောင်ပြောသဖြင့်ဆရာမကြီးဆရာမကလေးတို့အားနှုတ်ဆက်ပြီးထွက်ခဲ့ရတယ်။ကျွန်တော်အပြင်ရောက်မှ သူတို့အချင်းချင်းတီးတို့တီးတို့နဲ့ပြောဆိုကြံရစ်ခဲ့ကြတဲ့ဟန်ကိုအကဲခတ်လိုက်မိပါတယ်။ကျမ်းမာရေးဌာနဤခြံဝင်းကြီးမှာကျဲလာတယ်။လူနှစ်ဖက်လောက်ကြီးမာတုတ်ခိုင်ကြတဲ့ကုတ်ကိုပင်ကြီးတို့ရဲ့အရိပ်အာဝါသမှာအေးမြလာတယ်။အဝင်းအထွက်လမ်းကလေးများရဲ့ဝဲရာတွင်တညီတညာသွဲတန်းစိုက်ပျိုးထားတဲ့ဘိုးဘရော်မြက်ခုံးမွေးအပင်ကလေးများမှာစိမ့်လန်းညီညာနေကြတယ်။နှင်းစီပင်များမှာ အဆို့အဆို့ထွက်နေကြတဲ့ရေဘတ်တို့ကလည်းတနေ့နေ့တွင် အပွင့်များဝေးစားလာအောင်မဲ့နမိတ်ကိုဖော်ပြနေကြတယ်။အတားလိုက်ဆိုင်ထားတဲ့သင်းမောပင်တို့ကလည်းအသီးများပြုတ်လျက်တွဲလျက်ဌာနဆောင်ကိုခင်မောင်ဟာ ကျွန်တော်ဂယုတဆိုင်ဝဲရာကို ကြည့်ရှုနေသည့်အဖြစ်ကိုအကဲခတ်မိသဖြင့်ပြုံးဖြီးဖြီးလှုပ်ရင်းကသင်းမောပင်တွေဆရာလက်ထက်တုံးကထက်များလာပြီဆရာ အခုဆိုရင်အစိမ်းရောအမဲ့ရော တိတ်ရောင်းရတာပဲလေးခွက်ကြားအပင်တွေထဲမှာကျွန်တော်ငှက်ပြောတွေချထားတာလဲအခုဆိုရင်ကောင်းကောင်းစားရပြီလို့ပြောပါတယ်ကျွန်တော်ရှိခဲ့စဉ်ကထပ်ပို၍စိမ့်ဆိုနေသောခြံကိုကြည့်ရင်ကျွန်တော်ကြည်နူးသွားမိပါတယ်ယခုဆိုရင် ရေတွင်တွင်ပင်လင်တိတ်ရက်ကြနာစွာ တူးဖော်ထားပြီးနေပါပြီရေတွင်ကိုကြည့်နေစဉ်ကျမ်းမာရေးမှုက သူ့ရဲ့မတင်ငွေရက်ရွာကထဲ့ဝင်ငွေစသည်တို့နဲ့ ရေတွင်ဖြစ်မြောက်လာပုံတို့ပြောပြရှာတယ်။သူကိုယ်တိုင်ရေတွင်ကိုစေးမှန်မှန်ခတ်ပေးပုံတန်ရှင်းစွာအသုံးပြုရန်စီကံထားပုံထို့ကြောင့်လေတရွာလုံးကလိုလိုတောက်ရည်အဖြစ်လာရောက်ခတ်ကြပုံတို့ကိုပြောပြတယ်။ဤသည်လဲတမျိုးထက်ဆင့်ကြည်နူးရပြန်ပါတယ်။ကျွန်တော်လက်ထက်ကထိုစိတ်ကူးမပေါ်ခဲ့မိတာကိုဝန်ခံရတော့တယ်။ကျမ်းမာရေးဌာနဝင်းချံအတွင်းမှာစိုးပြေနေသောအရေးအာဝါတာတို့ကိုလဲပြန်ကြည့်မိရင်းကပင်ကျွန်တော်ဟာ မတိမတာတပ်ပြင်းချလိုက်မိတယ်။မတိမတာလွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကအတိတ်စီတို့ ပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတယ်။အတိတ်ဟူသည်စော့ပြန့်ပွေရှိလာတယ်။သို့တော့လန်းဆန်းလျက်ပင် ရှိသေးတယ်။ကျွန်တော်နေချင်းပြန်ခရီးတစ်ခုက ပြန်ရောက်လာတယ်။အချိန်မှာည9နာရီခန့်ရှိပြီ။မိုးတပြက်ရွာနှင့်ထားတယ်။ဥရုကခက်အေးအေးရှိတယ်။ရေချိုးခြင်းစိတ်မရှိသဖြင့်ညစာကို ခတ်ဖြီးပြီးပြင်ခိုင်းလိုက်တယ်။ထိုအခိုက်ပလက်ကလထိုင်တလုံးပေါ်တွင်ထိုင်ရင်းလက်ကြံရန်ကိုရေစွတ်ပြီးတငုံချင်း အပန်းဖြေစုပ်နေမိတယ်။ထိုအခိုက်ဌာနအဆောင်ကိုခင်မောင်ရောက်လာတယ်။ကျွန်တော်ဘေးတွင် မော်ရှာခုံကလေးရွှေ့လာပြီးထိုင်နေ။စပွဲဝိုင်းမော်တင်ထားသောဖန်ခွက်ကိုကြည့်ပြီးပလင်းကိုဖွင့်ကငှဲ့ပေးရင်းညနေကလူနာတယောက်လာသေးတယ်လို့သူကစပြောပါတယ်။ဘာလူနာလဲလို့ တာမန်သဘောဖြင့်မေးလိုက်ပါတယ်။ကြီးလက်ကျမ်းမာရေးဌာနဆိုဒီမှာစေးယုံများလို့စီကံတတ်မှတ်ပြီးအချိန်နဲ့ဖွင့်အချိန်နဲ့ပိတ်လို့ရတော့ဌာနမျိုးမဟုတ်ပါ။တခါတရံဆယ်ရက်လောက်ကဖျားနာနေသူက ယခုလိုညံ့နေမျိုးရောက်လာကမှအဖျားကြစီပေးစမ်းပါလို့တောင်းလာကြသည်လည်းရှိတယ်။ရ9နာရီ10နာရီလောက်ကြာမှနွားစာဆင်းရင်လက်ညိုးပြက်လို့ဆေးထက်ပေးစမ်းပါလို့တောင်းခံလာသည်လည်းရှိတတ်တယ်။ထို့ကြောင့် တာမန်လာနေကြလူနာလိုအောင်းမေကငှဲ့ပေးထားသည်ကိုစိတ်ကြိုက်ရေရောပြီးဆက်လက်မော့နေရင်ကကိုခင်မောင်ကငုတ်ထိုးမိလို့ပြဲသွားတာပါဆရာလို့ပြန်ပြောလိုက်ရင် ခွက်ကိုလက်ကချရင်ဘယ်နေရာကိုထိုးမိတယ်လဲဘာဖြစ်လို့ထိုးမိတာလဲလို့ဇက်တိုက်မေးလိုက်မိတယ်မိုးရွာထားလို့မြေကြီးကချောနေတဲ့အပေါ်မာလကာသီးကောက်ရင်ကချော်လဲတော့ငုတ်ပေါ်မှောက်ရကြပြီးအချုံနဲ့ထိုးမိတာလို့ပြောတာပဲ ပြဲသွားသလားဘယ်နေရာကိုထိသွားသလဲကိုခင်မောင်ဟာပြုံးပြဲပြဲလှုပ်ရင်ပြဲတာပေါ်စရာဒီနေရာမှာလို့ဗဇက်ကပြောရင်ညာဘက်ပေါင်တွင်းသားဘက်၌လဝဆောင်ထိတ်နဲ့ထောက်ပြပါတယ်ဟာလို့ကျွန်တော်အတန်ထွက်သွားပြီးယောက်ျားလားမိန်းမလားဟင်လို့မေးမိပါတယ်မိန်းမပေါ်စရာဆရာသိပါတယ်မက္ကန်ရှိလေအရင်တော့ကသူ့ယောက်ျားယူသွားတော့ကတော့ဆရာဆေးကုဆေးထိုးလုပ်ပေးသေးတယ်လေ ကိုခင်မောင်ပြောမှကျွန်တော်မှတ်မိတော့တယ်။မကန်ရှိခင်မောမှစိတ်နှောက်သွားတယ်။ကျွန်တော်ကိုယ်တိုင်ဆရာသမားကြီးများကိုတိုင်ပင်ပြီးဆေးဘိုးဝါကစိုက်ထုတ်ကုန်ကြပြီးပြုစုပေးခဲ့ရတယ်။သို့တော့လုံးပါပါသွားရှာပါတယ်။မကန်ရှိဆိုဒီမှာနာမည်သာကန်ရှိသူဖြစ်တယ်။တကယ်တော့သူ့မှာဘာကန်မှရှိဟန်မတူပါ။အလွန်ဆင်းရဲရှာတယ်။လူမမဲခလေးတငယ်၄၅ယောက်နဲ့မုတ်ရောင်းမုတ်ထောင်း ဝမ်းစာကိုအနိုင်နိုင်ကြောင်းနေရရှာတယ်။ခမည်းဘာလို့ပေးလိုက်တလဲလို့ကိုခင်မောင်ကိုမေးမိတယ်။ကျွန်တော်ဘာလို့ရမှန်းမသိလို့ဆရာမကြီးကိုခေါ်ပြတယ်။ဆရာမကြီးကတော့ချုပ်တော့ချုပ်ပေးလိုက်တာပဲ။ပြီးတော့ဆေးလဲထိုးပေးလိုက်ပါတယ်။ထိုးခိုက်ညစာခူးပြီးကြောင်းမိဖို့ကြောင့်အုတ်ချုပ်သူကသတင်းပေးလာတယ်။ကျွန်တော်မှထမင်းစားဖို့ထက်လူနာမက်ကန်ရှိအကြောင်းကခေါင်းထဲမှာရောက်လာပြီးဖြစ်တယ်။ စဖို့မှုအားပြင်ပြီးထမင်းများကိုအုပ်ဆောင်အုပ်ထားရန်မှာပြီးကိုခင်မောင်အားစပိန်များထုတ်ရန်ပြောလိုက်မိတယ်။စဖို့မှုကဘာမှမပြောတော့လဲကျွန်တော်ကြားလောက်အောင်တပ်ပြင်းချပြီးပြန်ထွက်သွားတယ်။ကိုခင်မောင်လမ်းပြသဖြင့်မက်ကန်ရှိတို့တဲကလေးကိုရောက်သွားပါတယ်။ကျွန်တော်လူနာကိုတွေ့ရသောအခါလူနာမှာကြီးကြီးလင်းလင်းနဲ့ပက်လက်အိတ်နေရာမှာခြေဆင်းလျက်ထိုက်ပါတယ်။သူ့ဘေးတွင်မိန်းမ၃လေးယောက်လည်းရှိနေနေကြပါတယ်။ မကန်ရှိကိုဖြစ်ပြက်ပုံမေးမြန်းသောအခါကိုခင်မောင်ပြောပြသလောက်ထက်ပို၍မသိရပါသို့သောမိခွက်ရောင်အောက်တွင် မကန်ရှိမျက်နာမှာဖြော့တော့နေတယ်မျက်ခုံများအနိုင်နိုင်ပင့်ထားရပုံရတယ်မျက်နှာနှစ်ခုကိုတတိထားပြီး ပင့်ပင့်ကြည့်နေပုံရှိတယ်သူ့အလိုလိုဆိုရင်အောက်ဆိုက်၍ပင် နေကျင်ကြပုံရတယ်သူ့အသားတွေမှာအေးဆက်ဆက်ဖြစ်နေတယ်သို့သောစေးထမ်းနေတယ်တတိထားပြီးအသက်ကို အားဆိုင်ရှူနေတာကိုကျွန်တော်သတိပြုမိတယ်။အိတ်ခိုင်းလိုက်ရတယ်။နှစ်ဖူးမှချွေးပေါက်များမီးရောင်တွင်တီးနေကြတယ်။ဘေးမှအမျိုးသမီးများအပြင် နောက်ထပ်ရောက်လာကြသူများပါ ကျွန်တော်ကိုအကဲခတ်တယ်လို့ကြည့်နေကြတယ်။လူနာကတော့တစ်ချက်မကြီးဗဇက်ကစူးစားပြုံးရင် နာသလားမေးသည်ကိုပင် မနာပါလို့ဖြေနေတယ်။စင်စစ်မကန်ရှိကျွန်တော်ကိုဟန်ဆောင်ပြီးညာနေခြင်းသာဖြစ်ပေလိမ့်မယ်။ကျွန်တော်အလွန်တနာသွားတယ် သူများတကာထပ်ပို၍ဂယုတဆိုင်ခံကျင်တက်သူများတစ်ဖက်သားကိုညာတာရမှန်းမသိသူများမိမိတဘိုးတဲ့ကြည့်ပြီးကို့အရေးမှအရေးလို့ထင်တတ်ကြတဲ့လူနာများမှာထိုတို့မဟုတ်ချေအဖြစ်အလွန်တဲတက်ကြတယ်မကန်ရှိရဲ့ဒံရညီမြအရေးကြီးနေပြီဆိုတာကိုကျွန်တော်အကဲခတ်နားလေပါတယ်ကျွန်တော်ကိုဟန်ဆောင်နေ၍မရပါဆရာပတ်တီးဖြေကြည့်ပြရစေအောင်လို့ပြောရင်အမျိုးသမီးတူရဲ့အကူအညီဖြစ်ဖေးမှရင် ပတ်တီးဖြီပါတယ်မကန်ရှိမှကတော့ဆရာကတော့လို့ခတ်တိုးတိုးပြောလိုက်ရင် ကိုကိုဖော့ပေးထားပါတယ်ကျွန်တော်ဆရာမကြီးချုပ်ပေးလိုက်တော့ချုပ်ရိုးမှတေသက်လှပါတယ်သို့တော့ဒံယာကိုတော့စေစေဆက်ဆက်တေသေးတက်တက်မတုံးတန်းလို့မှတ်ချက်ချမိလိုက်ပါတယ်ချုပ်ရိုးကိုမဖြီတော့ပဲအပေါ်မှကင်တွယ်ဖိနှိပ်စမ်းသက်ယုံပြုတ်ပြီး ပတ်တီးပြန်စီးပေးရင်ကိုင်ကိုခင်မောင်ကားအသိအဥက္ကဋ္ဌကြီးကိုတွားပြော အရေးကြီးလူနာပို့စရာရှိတယ်။ကားတစင်းလိုဟုပြောလိုက်ရင်ဘေးလူများလှုပ်လှုပ်ရွရွရဖြစ်သွားကြတယ်။လူနာကိုလာရောက်စမ်းသက်သူကစမ်းသက်ကြတယ်။မကန်ရှိမှခေါင်းထောင်လာပြီးအနာကမနာပါဘူးဆရာရဲ့။ကျမဒီမာရင်ပဲကုပရစီဆရာရဲ့။ဆရာမကြီးကဈေးမှန်မှန်ထိုးရင်ပျောက်သွားမှာပါလို့ပြောပါတယ်။ကိုခင်မောင်ကတော့ကားခေါ်ရန်ထွက်သွားပါပြီ။ကျွန်တော်ဟာမကန်ရှိရဲ့အခက်အခဲပေါင်းများစွာကို သိနှင့်ထားသူဖြစ်ပါတယ်။ ဆေးရုံကိုမသွားခြင်းမှန်းလဲသိပါရယ်လူမှုရေးအခက်အခဲများဟာမကန်ရှိဆေးရုံမတက်ရေးအတွက်အကြောင်းအမျိုးမျိုးပြပြီးလွန်ဆွဲနေကြပါပြီကျွန်တော်များစွာနားလေပါတယ်ကျမ်းမာရေးမှုဘဝရောက်လာကလေးကသူတို့လိုဘဝများစွာနဲ့ကြုံတွေ့လာခဲ့ရပြီဖြစ်ပါတယ်ကျွန်တော်အတွေ့အကြုံများအရလူနာရဲ့အခြေအနေတေရေးထက် ရှင်ရေးဘက်ကို အမြဲဆွဲပို့ရန်တာဖြစ်တယ်ဘေးကလည်း မကန်ရှိတတ်တာနေပါပြီဟူ၍လူနာဘက်ကထောက်ခံတယ်လို့ပြောကြသေးတယ်။ကျွန်တော်ကိုခေါင်းမာတဲ့ဆရာတယောက်လို့ထင်ကြမှာသိကြပါတယ်။ကျွန်တော်တွင် ရင့်ကျက်တဲ့အတွေ့အကြုံရှိသူဟူ၍၎င်းလူနာအပေါ်စေတနာအပြည့်အဝထားလေးရှိသည်ဟူ၍၎င်းမြည်သည့်အခါမှငွေရေးကြေးရေးနောက်ကို လိုက်လေလိုက်ထမရှိဟူ၍၎င်းတိမှတ်ထားကြတဲ့အတွက်ကြောင့်ကျွန်တော်မှာဩဇာတော့ရှိတယ်။နောက်ဆုံး ကျွန်တော်ဩဇာကျွန်တော်စေတနာကြောင့်မြို့ဆေးရုံကြီးတို့မက္ကန်ရှိကို ပို့ရင် ကျွန်တော်ပါရောက်ရပါတော့တယ်ထို့အချိန်ကည9နာရီခွဲခဲ့ပြီညတာဝန်ကျနေသောဆရာမမှာလူနာကိုထားခဲ့ပါလို့ကျွန်တော်ကိုပြောနေတယ်ကျွန်တော်ကယခုချက်ချင်းလူနာရဲ့ဒဏ်ရာကိုလက်ထောက်ဆရာဝန်ကိုတိုင်စမ်းသပ်ကြည့်စေခြင်းကြောင့်ပြောပါတယ်ဆရာမဟာ ကျွန်တော်တောင်းဆိုတာကို လုံးဝလိုက်ရောခြင်းမို့မရပါဘူး တစုံတစ်ခုအရေးကြီးတယ်လို့ဟိုရှက်ရှက်ဒီရှက်ရှက်ထွက်သွားပါတယ်။နောက်ဆုံးကျွန်တော်အားလူနာကို စိတ်ချပြီးထားခဲ့ရန်လက်ထောက်ဆရာဝန်နှစ်ယောက်မှခွင့်ယူပြီးရန်ကုန်ဆင်းသွားကြကြောင်းယခုခရိုင်လက်ထောက်ကျမ်းမာရေးအရာရှိဆရာဝန်ကခိတလက်ထောက်ဆရာဝန်အစာဝင်နေရကြောင်းသူကိုယ်တိုင်လည်းလွန်ခဲ့တဲ့9မိနစ်10မိနစ်ခန့်ကမှလူနာများကိုလှည့်လည်စစ်ဆေးပြီးပြန်သွားကြောင်းနောက်ဆုံး ကျွန်တော်ကအရေးမကြီးသည့်လူနာအတွက်ယခုလောက်ဖုတ်ဖို့မိတိုက်လုပ်ဖို့မသင့်ကြောင်းအခြားကျမ်းမာရေးပူးများဆိုရင် ယခုလောက်မကတဲ့ဒဏ်ရာကိုပင်ချုပ်လုပ်ပြီးအောင်မြင်စွာကုသနိုင်ကြကြောင်းပြောပြီးတခြားထွက်သွားတော်တယ်ကျွန်တော်ဟာကျွန်တော်လူနာအတွက်ပို့ပြီးအခွင့်အရေးများတောင်းနေမိလေသလားလို့တန်တရာဖြစ်မိတယ်ညီတို့ဆိုစီအပြာရောင်ဝတ်ဆရာမကတော့ထို့တို့ပင်လင် ယူဆသွားဟန်ရှိပါတယ်ကျွန်တော်ဟာ လူနာနဲ့ပတ်သက်လာရင် စည်စနာကောင်းရှိပါတယ်။သို့သောလိုတာထက်ပိုပြီးခြောက်ခြားတက်လေသလားလို့တန်ကြရဖြစ်မိတယ်။ညီတို့ဆိုစီအပြာရောင်ဝတ်ဆရာမကတော့ထို့တို့ပင်လင်ယူဆသွားဟန်ရှိပါတယ်။ကျွန်တော်ဟာလူနာနဲ့ပတ်သက်ပြီးမိမိရဲ့ဩဇာညီမြထက်မြက်ကြောင်းမျက်နာရှိကြောင်းစသည်တို့ကိုကြေးရွာကလူများအထင်ရှိလာအောင်များပြုမူနေမိပါသလားလို့တန်ကြရဖြစ်မိတယ်။ညီတို့ဆိုစီအပြာရောင်ဝတ်ဆရာမကတော့ ထို့သို့ပင်လည်းယူဆသွားဟန်ရှိတယ်။လူနာစမ်းသက်ကရင်ပေါ်တွင် တင်ထားသောမကန်ရှိကိုကြည့်ရင်ကျွန်တော်စိတ်အားများပင်ငယ်သွားတယ်။အချိန်အဟုန်ဖြစ်တက်လာခဲ့ရသောလှိုင်းဟာကြောက်ကမ်းမတစ်ခုကို တွေးလိုက်ရသည်နှင့်တန့်ရက်သွားရတော့မည်နှင့်မကန်ရှိလူနာမျက်ခွန်ကလေးများဖွင့်ကကျွန်တော်ကိုမော်ကြည့်တယ်။ကျွန်တော်စူးစမ်းပြီးပြုံးလိုက်ရတယ်။ခဏနေရစမ်းခဲ့အောင်တော့လို့ပြောလိုက်တယ်။ ခေါင်းငိတ်ရှာတယ်။အဆောင်မရှိတယောက်ထဲထားခဲ့ကကျွန်တော်ဟာလက်ထောက်ဆရာဝန်တာဝန်ခိတ္တယူထားရသောခရိုင်လက်ထောက်ကျမ်းမာရေးအရာရှိထံပြေးခဲ့ရတယ်။သူထမင်းစားနေစဉ်ကျွန်တော်ကလူနာရဲ့အကြောင်းကျွန်တော်တွေ့မြင်ချက် ကျွန်တော်စိတ်ထင်ဒံယာနဲ့လူနာအခြေအနေ အားလုံးပြောပြတယ်။သူစိတ်ရှိလက်ရှိနားထောင်ပြီးလက်ဆေးပြီးပြီးချင်းကျွန်တော်နဲ့အတူဆေးရုံကိုပြန်လိုက်လာပါတယ်။ဆရာဟာ လူနာကိုတေချာစိတ်ဆက်စွာ ြည့်ရှုစစ်ဆေးပါတယ်ဆီယာမကိုခေါ်သေးတယ်မရှိချောင်းတိတဖြစ်ကျွန်တော်ကိုဆီယာမနေရာထားပြီးလက်ဆေးခိုင်းပါတယ်သူကိုယ်တိုင်လည်းဆေးပါတယ်ပြီးမှဒံယာချုပ်ရိုးကိုဖြီခိုင်းပြီးကျွန်တော်ကကက်ကြီးညက်စသည်တို့ဖြစ်ဖြီပြီးဂုံးလုံးဖြစ်တန့်ပြန့်အောင်လှုပ်ပေးပါတယ်ဆီယာဟာခွဲစိတ်သည့်အခါတွင်ဆွတ်တဲ့ပေါင်းတင်ထားသောလက်အိတ်ကိုဆွတ်၍ဒံယာတွင်းကိုလက်ဖြင့်စမ်းသက်နှိုက်သွားကြည့်ပါတယ် ကျွန်တော်လဲညတောင်မခတ်အသက်မရှူပဲကြည်နေရမှဆရာလက်သည် အတွင်းဝင်သွားသည်မှာလက်ကောက်ဝစ်ပင်ပျောက်သွားသည်အထိ ဖြစ်တော့သည်အထိဖြစ်တော့တယ်ကျွန်တော်ကိုတစ်ချက်မော့ကြည့်ပြီးဆရာဟာလူနာမမြင်အောင်ခေါင်းညိတ်ပြပါတယ်ပြီးတော့လက်ကိုပြန်ထုတ်ပြီးဒံယာကိုမင်းငေါ့ပြသဖြင့်ကျွန်တော်လဲခေါစာအစ်စ်ပေါင်းတင်ထားပြီးကက်၍ခက်ရွရွစီးပေးထားလိုက်ပါတယ်ထိုအချိန်မှာပင်တယ်လီဖုန်းဆက်၍ ဆရာဝန်ကြီးထံဆရာအကြောင်းကြားနေပါတယ်ကျွန်တော်တို့နှစ်ယောက်အပြင်ကန်း၌စကားပြောနေစဉ်ဆရာဝန်ကြီးနဲ့စောစောကအပြာရောင်ဝတ်ဆရာမတို့ရောက်လာပါတယ်ဆရာဝန်ပြောသမျှနားထောင်ရင်ဆရာဝန်ကြီးဟာလူနာကိုသွေးဆန်းခြင်းမျက်ခွန်လှန့်ကြည့်ခြင်းဒဏ်ရာတဝိုက်ထောက်ကြည့်ခြင်းစသည်ပြုလုပ်ပြီးခွဲစိတ်ခန်းကိုပြင်ခိုင်းပါတယ်ကရိယာများပြုတ်ခိုင်းပါတယ်အားလုံးအစဉ်သစ်ဖြစ်နေချိန်မှာညစ်၁၇နာရီရှိနေပါပြီယခုမှ ဈေးရုံတစ်ယုံလုံးတက်ဝင်လှုပ်ရှားလာခဲ့တယ်လို့ဖြစ်နေပါတယ်။နောက်ထပ်အပြာဝော့နောက်ထပ်အနီဝော့နောက်ထပ်အနီဝော့နောက်ထပ်နောက်ထပ်စသည်ဖြင့်လူတွေများလာပါတယ်။အတံပလံများမြည်လာပါတယ်။ကျွန်တော်တောင်းဝန်ယခုမှပြီးပါတော့တယ်။ကျွန်တော်ဟာဈေးရုံနဲ့ကင်းဝေးရန်အတွက်ဝရဏာမထွက်၍မြက်ခင်းမြင်ကိုဆင်းလာခဲ့ပါတယ်။မကန်ရှိကံကောင်းပါစေ။ထိုအခိုက်ဆရာမတယောက်ရောက်လာပါတယ်။ ဆရာဝန်ကြီးကဆရာကိုခေါ်ခိုင်းလိုက်လို့ပါလို့ပြော၍လိုက်သွားရပါတယ်။ဆရာဝန်ကြီးအားခွဲစိတ်ခန်းအတွင်ဝင်ရန်အဖြူဝိယုံများခေါင်းစုံများကိုဆရာမနှစ်ယောက်က ဝစ်စင်ပေးနေစဉ်တွေ့ရတယ်။ဆရာဝန်ကြီးကကျွန်တော်ကိုပြုံးရင်အင်္ဂလိပ်စကားနဲ့ညင်သာစွာပြောပါတယ်။မင်းလူနာကိုငါဘိုက်ခွဲကြည့်တော်မလို့မင်းလူနာကိုမင်းရောမကြည့်ချင်ဘူးလား။ဂျေဇုတင်ပါတယ်ဆရာကျွန်တော်ဒီအခွင့်အရေးအတွက်မမျော်လင့်မိတာအမှန်ပါဟုပင် ပြန်ပြောမိပါတယ်။လှုပ်လေကွာငါဘေးနားမှာမင်းကငါ့အတွက်တက်တည်ပေါ်ကွာလို့အင်္ဂလိပ်လိုပြောရမှ အဖြူဝိယုံခြုံခိုင်းပါတယ်။မကန်ရှိမှမေဇေးဝပြီးငြိမ်နေပါပြီ။ဆရာဝန်ကြီးရဲ့ဓာကလေးကတကြောင်နဲ့ရင်ဝအောက်မှ စီးဆက်အထိဆွဲချလိုက်ပါတယ်။ဆို့လာတဲ့သွေးများကိုဂုံးလုံးဖြင့်ဆရာမကလိုက်တို့ပေးနေစဉ်ဆရာဝန်ကလေးကပြတ်သွားသောသွေးကြောကလေးများကို ကလစ်ဖြစ်ဖမ်း၍ဖမ်း၍ညှက်လိုက်ပါတယ်အတိတ်စိတ်ဆုံးအချိန်ဒီဝမ်းပိုက်ကိုဖြွင့်ပြီးပါပြီဒံယာအပေါက်မှဝင်သွားသောငုတ်ကအတွင်းအင်ငါကိုထိခိုက်မှုရှိမရှိအသေးစိတ်စစ်ဆေးကြည့်ရမှဆရာဝန်ကြီးဟာစုတ်တက်ရင်ခေါင်းခါလိုက်ပါတယ်သူ့လက်ထဲတွင်ကင်၍လှန်လောကြည့်နေသောတအိမ်မှာတဒေငယ်ဖြစ်ကြီးထွားလုံးကျစ်မာကျောနေပါတယ် အယောင်မှာတပြေးသီးမဲ့ပမာညိုနေပါတယ်။ညာဘက်ဘေးတွင်ငုတ်ထိုးထားသဖြင့်လက်ညိုးတစ်ချောင်းဝင်လောက်အောင်ပေါက်နေပါပြီ။တအိမ်ကိုခွဲမွေးပေးရတော့မှာပဲ။ဒါပေမဲ့တရေကတော့မရှင်နိုင်တော့ဘူးလို့သူ့ကိုယ်သူညီးတယ်လို့အတန်ထွက်၍ပြောပါတယ်။လက်ထောက်ဆရာဝန်ဆရာမများနဲ့ကျွန်တော်ပါ အားလုံးခေါင်းငိတ်မိကြပါတယ်။လူနာအခန်းပြန်ရောက်ချိန်မှာတော့နနက်၃နာရီထိုးနေပါပြီ။ဈေးရုံမှအထွတ် စင်ဝင်အောက်ရောက်တော့အခါဆရာဝန်ကြီးကကျွန်တော်အနာရောက်လာပါတယ်ကျွန်တော်နာမည်ကိုခေါ်ပြီးကားပေါ်တက်တော့မဲ့စဲစဲတကားဖွင့်ထားရင်ကတစုံတစ်ခုစဉ်းစားသလိုလှုပ်ခါအကြာကြီးနေပြီးမှငါမင်းကိုဘယ်တော့မှမမေ့တော့ဘူးလို့အင်္ဂလိပ်လိုပြောပြီးနှုတ်ဆက်သွားပါတယ်အတိတ်ဟူသည်စွပြန့်ဝယ်ရှိလာတယ်လို့ကျွန်တော်ဆိုပါတယ်သို့တော့လန်းဆန်းလျက်ပင်ရှိသေးတယ်လို့ဆိုသည့်အတိုင်း ျွန်တော်ဟာအတွေးနှစ်တလို့ဖြစ်နေစဉ်ဘေးမှပါလာသောလက်ရှိကျန်းမာရေးမှုဦးတန်းထွန်းကကျွန်တော်အားဆရာခွင့်ပေတော့စိတ်မလဲဒီမှာတ냐နှညလောက်တော့အိပ်ပါဆရာဆရာမိတ်ဆွေတွေကတိတ်တွေ့ကျင်နေကြတာလို့ပြောတော့မှဦးတန်းထွန်းကို၎င်းကိုခင်မောင်ကို၎င်းတတိရလာတယ်ညာမအိပ်နိုင်သဖြင့်တောင်းပန်ရတော့တယ်ဒီလိုဆိုရင်လဲရွာကဆရာမိတ်ဆွေတွေအားလုံးတစုတဲ့တစ်ချိန်နဲ့တွေ့ရအောင်ကျွန်တော်အိမ်ကိုနောက်မှထားမယ် အခုအလူအိမ်ကိုသွားကြရအောင်ဟိုမှာအားလုံးလူစုံတက်ဆုံရှိနေမှာတေးကြတဲ့ဆရာလို့ဦးတန်းထွန်းပြောသဖြင့် ကျွန်တော်ခေါင်းညိတ်လိုက်ပါတယ်ကိုခင်မောင်ကသူသွားနေမယ်ဆိုပြီးထွက်သွားသဖြင့်ဦးတန်းထွန်းနဲ့ကျွန်တော်မှာစကားတပြောပြောနဲ့ရွာလေလမ်းအတိုင်းရှောက်လာခဲ့ကြပါတယ်ထိုအခိုက်အလူလှဲ့လေလာတဲ့လူတန်းကြီးကိုတလှုပ်လှုပ်လှမ်း၍မြင်ရပါတယ်တီးတံမှုတ်တံများလဲပြန့်လွင့်လာပါတယ်လူတန်းကြီးမှာ တရွေ့ရွေ့နီးကပ်လာပါတယ်။နီးကပ်လာတော့အခါတောက်ပြောင်ဝင်းလက်နေတော့အယောင်စုံနဲ့တကွရင်းနီးသူခင်မင်းသူမြင်ဘူးသူမျက်မှန်းတမ်းမိသူစသည့်လူတဦးချင်းတို့ကိုလည်းတွေ့လာရပါတယ်။စိုင်းတန်၊ဖြောတန်၊အိုးစီတန်တို့မှလည်းပို၍စူညံသဲကွဲလာပါတယ်။အားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်။